ပြက်ကိုမြင်အောင်ကြည့်ပါဖြစ်ပြက်ကိုရှုမှတ်တဲ့အခါမှာအပြက်ကိုမြင်အောင်ကြည့်ဖို့ကအင်မတန်ပဲအရေးကြီးပါတယ်တရားအထုတ်တယ်ဆိုတာဟာတကယ်တော့ခန္ဓာအရှိနဲ့ဉာဏ်အသေးကိုက်အောင်လုပ်တဲ့ကိစ္စဆိုတာကိုကြားဘူးကြပါလိမ့်မယ်ခန္ဓာရဲ့တကယ်အမှန်တရားကအနိစ္စဒုက္ခအနတ္တအတုပပါဒါပေမဲ့ဉာဏ်အသိမှာက နေဆဒုက္ခ အတ္တသူပါလို့ထင်နေတာပါအဲ့ဒီလို့ထင်နေတဲ့အတွက်ကြောင့်လဲခန္ဓာရဲ့အမှန်ကိုမြင်အောင်ကြည့်ဖို့ကအလွန်အရေးကြီးပါတယ်ခန္ဓာရဲ့အမှန်ကဖြစ်ပျက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လဲဖြစ်ပျက်မြင်တဲ့ဉာဏ်ကိုယထာဘူတဉာဏ်ဟုတ်တိုင်းမှန်စွာသိသောဉာဏ်လို့ခေါ်တာဖြစ်ပါတယ်ဒီတော့ဖြစ်ပျက်ရှုတော့မယ်ဆိုရင် အစပထမမှာစိတ်ကိုမြဲတယ်လို့ထင်ထားပြီးဒီစိတ်ကပဲအမျိုးမျိုးပြောင်းလဲနေတယ်ဆိုတဲ့အမြင်ကို အရင်ဆုံးပြုတ်အောင်လုပ်ရပါမယ်။ဒါကဖြစ်ပြီးပြက်နေတယ်ဆိုတဲ့အယူမှန်မှုကိုဖြစ်စေပါတယ်။အဲ့ဒီတော့သိကြအောင်ကြံခဲ့တဲ့10မိနစ်လောက်ကစိတ်ရှိသေးသလားဆိုတာကိုသတိထားပြီးကြည့်စီခြင်းပါတယ်။အဲ့ဒီခါကျမှစိတ်ဟာဖြစ်ပြီးပြတ်သွားတာပဲလို့ဆုံးဖြတ်ချက်ကြမှာဖြစ်ပါတယ် ဒါကိုလေးလေးနက်နက်သဘောပေါက်ပြီဆိုရင်တော့အနေဆာဆိုတာ ਨੇ ပတ်သက်တဲ့အယူစင်ကြယ်သွားပါတယ်ဒီနောက်မှာတော့ဖြစ်ပြီးပြက်နေတဲ့သဘောကိုကြံခဲ့တဲ့၁စက္ကန့်လောက်ကစိတ်ပြက်သွားတာကို မြင်တဲ့အထိကြိုးစားရမှာဖြစ်ပါတယ်ဒီလိုကြိုးစားတဲ့အခါမှာအစပထမမှာတော့ခက်ခဲမှာပါတညာနဲ့စိတ်တဝိပလာတာတို့ရဲ့နှောက်ရှက်မှုကြောင့်ဖြစ်ပျက်စွာကို သိပါရဲ့နဲ့ မနေ့ကငါနဲ့ဒီနေ့ငါအတူတူပဲခုနကငါနဲ့အခုငါအတူတူပဲဆိုတဲ့အချင်းအတိကခိုင်မြဲနေအောင်ပါပါအဲ့ဒီတော့ဖြစ်ပျက်ကိုထက်ခါထက်ခါသတိထားပြီးရှုဖို့လိုပါတယ်အကောင်ဆုံးနည်းကတော့စိတ်ကလေးတစ်ခုဖြစ်တဲ့အခါမှာသတိလေးထားလိုက်ပါစိတ်ကနှစ်ခုတပြိုင်တည်းမဖြစ်တဲ့အတွက်တိထားတဲ့စိတ်သာရှိပြီးရှေ့မှာဖြစ်ခဲ့တဲ့စိတ်ကမရှိတော့တာကိုသဘောပေါက်လာမှာပါ ဒီခါမှာပြက်သွားတာမှန်တယ်ဆိုရင်ဆုံးဖြတ်ချက်ကိုချပေးရပါတယ်။ဒါကိုပဲအပြက်ကိုမြင်အောင်ကြည့်တယ်လို့ခေါ်ပါတယ်။ပထမစိတ်ကလေးရဲ့အပြက်ကိုမြင်အောင်ကြည့်တဲ့သဘောပါ။ဒီလိုအပြက်ကို ရှုနေတာဟာမက်ခင်အကျင့်လည်းဖြစ်ပါတယ်။တနည်းအားဖြင့်မက်ခင်ငါးပါးနဲ့ရှုတယ်လို့ပြောနိုင်ပါတယ်။မက်ခင်ငါးပါးမှာဥဆောင် မက်ခင်က၃ပါးပါ။ တမဝါယမတမသင်္ကပ္ပတမဒိဋ္ဌိနောက်လိုက်မဂ်ကင်ကနှစ်ပါးပါတမတမာတိတမတတိဖြစ်တဲ့စိတ်ကလေးကိုတတိထားလိုက်တာကတမဝါယမပါပြက်သွားတာပဲလို့ကြံစီတာကတမသင်္ကပ္ပပါပြက်သွားတယ်မှန်တယ်လို့ဆုံးဖြတ်ချက်ချတာကတော့တမဒိဋ္ဌိပါ တမတမာတိနဲ့တမတတိကတော့ရှုမှတ်မှုတွေမှာအလိုလိုပါပြီးသားပါဒီတော့ဒီအလုပ်ကိုပဲထက်ခါထက်ခါလုပ်နေဖို့လိုပါတယ်ဘယ်အခြေအနေထိလုပ်ရမလဲဆိုရင်တော့ယုံ nant ဖြစ်ပြမှတပါတခြားမရှိဆိုတာကိုသဘောပေါက်တဲ့အထိလုပ်ရမှာဖြစ်ပါတယ်အဲ့ဒီတော့မှကိလေသာဆိုတာဒီလဲဖြစ်ပြပဲစိတ်ဆော်မှုတွေဖြစ်တဲ့ကာယကံဝစီကံမနောကံဆိုတာဒီလဲဖြစ်ပြပဲမြင်စိတ်ကြားစိတ်ယတာတိစိတ် နန်စိတ်၊ရားနာကောင်းစိတ်၊ကြံတွေးစိတ်ဆိုတာတွေကလည်းဖြစ်ပျက်တွေပဲဆိုတာကိုသဘောပေါက်လာမှာဖြစ်ပါတယ်။တခြားအာယုံတွေမထင်ရှားခဲ့ရင်ဝင်းလေရှုသွင်းခြင်းနဲ့စိတ်၊ထွက်လေရှုထုတ်ခြင်းနဲ့စိတ်ဖြစ်ပျက်ကိုမှတ်ရမှာဖြစ်ပါတယ်။အဲ့ဒီကမှဖြစ်ပျက်တွေကြီးဆက်ပြီးမြင်လာတဲ့အခါမှာပီတိတို့ပတ္တတိတို့ဆိုတာတွေလည်းဖြစ်လာမှာပါ။ အဲ့ဒီကမှတဖြည်းဖြည်းနဲ့အဖြစ်ကိုမမြင်တော့ဘဲအပြစ်တွေကြီးပဲဆိုတာကိုမြင်လာမှာဖြစ်ပါတယ်။အဲ့လိုမြင်လာလဲမြင်တဲ့အတိုင်းပဲဆက်ရှုမှတ်ရမှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဖြစ်ပျက်တွေကြီးပဲမို့ဖြစ်ပျက်ဟာတကယ်ဘေးကြီးပဲဆိုတာကိုသဘောပေါက်လာမှာဖြစ်ပါတယ်။ဒါကတော့ဖြစ်ပျက်ရှုတာနဲ့ပတ်သက်ပြီးအဓိကလိုအပ်တဲ့အချက်တွေပါ။ဖြစ်ပျက်ရှူတာနဲ့ပတ်သက်ရင်အကောင်းဆုံးကတော့မိုးကုတ်ဆရာတော်ကြီးဟောထားတဲ့အလုပ်ပေးတရားတွေအများကြီးရှိပါတယ် တရားခွေဖွင့်ရင် တရားနာရင် ဖြစ်ပျက်ကို ရှုမှတ်တာမျိုးလုပ်နိုင်ပါတယ်။လုပ်ဖို့လည်းအားပေးချင်ပါတယ်။ကျွန်တော်အနေနဲ့အစကတည်းကဖြစ်ပျက်ရှုတာကိုအထူးတလည်းမရေခဲ့တာကမိုးကုတ်ဆရာတော်ကြီးတရားတွေကပြည့်စုံနေတာမို့မိတ်ဆွေတို့အနေနဲ့ဆရာတော်ကြီးတရားတွေနာပြီးအားထုတ်နိုင်တာမို့အထူးမရေခဲ့တာပါ။ဖြစ်ပျက်ကိုစပြီးမြင်လာပြီဆိုရင်အထကထအလုံးအယ စုလဒေါတာပန်လို့သတ်မှတ်ပါတယ်။အထကထာစကားဖြစ်တာမို့လက်မခံခြင်းပေမဲ့တရားအထုံနေသူတွေအတွက်တော့ကိုအဆင့်တစ်ခုရပြီဆိုပြီးအားတက်နိုင်တာကြောင့်အထူးမပယ်လိုပါဘူး။ဖြစ်ပျက်ကိုတကယ်ပပိုင်နေနိုင်မြင်ပြီဆိုကိုဟာကိုစုလဒေါတာပန်လို့သတ်မှတ်လို့ကသတ်မှတ်နိုင်ပါတယ်။ဖြစ်ပျက်ကိုကောင်းကောင်းအားထုတ်ထားတဲ့သူဟာစိတ်ပင်ပန်းမှုတွေအထက်အလျောက်သက်သာလာမှာဖြစ်ပါတယ်။ တကယ်အာဃာကရှုမှတ်ထားခဲ့ရင်ဒီဘဝအချိန်နည်းလို့တောတာပံမဖြစ်လိုက်ရရင်တောင်းဖြစ်ပျက်ကိုရှုမှတ်ရင်သိခြင်းတရားကိုရင်ဆိုင်သွားနိုင်ပါတယ်။လောဘဒေါသမောဟတသက်နဲ့တည်တဲ့သူထက်တော့ဘဝကူကောင်းနိုင်ပါတယ်။အဲ့ဒီတော့မိတ်ဆွေများအနေနဲ့ဖြစ်ပျက်ရှုတာကိုကြိုးစားတော်မူကြပါ မရှင်းတာရှိလဲမေးကြပါ။ ိတ်ဆွေတို့မိမပဲကျွန်တော်အနေနဲ့ပို့အကျိုးရှိစေအောင်ပြောပြပေးနိုင်မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ချက်အောင်လူချင်းမင်းတို့အချိန်ပေးနာစင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်။